ဟယ်လို BBB သားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဒီနေ့ကတော့2025ခုနှစ်ဇွန်လ12ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့ထုတ်သွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာကဲထုတ်စားတိုင်းမှာပဲကျွန်တော်တို့လူရင်းတူရှင်သတင်းလေးဖတ်ပြပေးပါမယ်နော်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းပလဲမြို့နယ်ကတိုက်ပွဲတွေမှာစစ်ကောင်စီကအထိနာပြီးတဲ့နောက် မင်းရဲ့ညပိုင်းမှာဖလဲမျိုးပေါ်ကိုစစ်တပ်လေချောင်းကနေစစ်ကူတွေပို့တယ်ဆိုတဲ့သတင်းတွေကြောင့်မျိုးပေါ်ကပြည်သူတွေညရင်းချင်းစစ်ပေးဆောင်နေရတယ်လို့ဒေသတွင်ဒေသခံတွေကပြောပါတယ်ဗျာ။အတိအကျမသိနိုင်တာညဆိုတော့ပစ္စည်းချရလဲဖြစ်နေတယ်။ဒါပေမဲ့စုံစမ်းလို့ရတဲ့လောက်တော့လူရင်းအားလို့သိရတယ်လို့ဒေသခံတို့ကပြောပါတယ်နော်။အဲ့တော့ဒီဒီဖလဲမျိုးမှာ ခုဆိုရင်ကျွန်တော်ပြည်သူတွေကစစ်ပေးဆောင်နေရတဲ့အနေထားဖြစ်ပါတယ်နော်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့ ဒီတက်မ33တက်မမှုဖြစ်သူမုံမှုကြော်ကြော်ဆက်မြင့်ကိုပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့တွင်ဖားကပ်ဗျူဟာမှဆေးရရင်ဖြင့်လာရောက်ဖမ်းဆီးသွားပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခါတို့ပို့ဆောင်စစ်ဆေးကအခုနန်ဒရီစစ်ကြောရေးတို့ဖမ်းဆီးခေါ်ဆောင်သွားဖြစ်ကြောင်းတက်စရေးကြီးများသိရပါတယ်တဲ့33တက်မမှုကိုစစ်ကြောဖို့နန်ဒရီမန္တလေးနန်ဒရီပို့တယ်69တက်မမှုကိုတော့နေပြည်တော်ထိခေါ်ပြီးစစ်တယ်နိုင်ရီကန်ဗျူဟာနာကစခန်းအားလုံးအသိခံရတဲ့အတွက်အထောက်ခံရမယ်ထင်တယ်လို့ အဲတတွင်းစင်းမြပြောပါမယ်နော်အဲ့တော့ဒီစစ်ရှုံးတဲ့အတွက်ဂျက်ဖက်မင်းအောင်လိုင်အဖွဲ့တွေကအခုဆိုရင်ချင်းချင်းကိုပြန်ပြီးမှာနော်ဇက်လူသားစားတဲ့အခြေအနေဖြစ်ပါတယ်နော်နောက်တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့မရန်ကုန်မြို့နယ်ထရေအုပ်ယုံတွင်းတွင်ထရေအုပ်ဝန်ထမ်းတအူးကမြို့နယ်ထရေထရေအုပ်ဤအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဤကိုကြီးလက်ထောက်ကဓာတ်ဖြစ်ထိုးတက်မှုဖြစ်ခဲ့ပါတယ်တဲ့အဲ့တော့ဓာတ်ကိုယူလာပြီးထရေအုပ်ယုံတဲ့ကိုဝင်လာပြီးထိုးတယ်ပေါ့နော်ကိုအောင်မြင့်မြတ်ကတန်တွဲတွေတန်တွဲထရေအုပ်ယုံကနေစစ်ဆောင်ပြီးဒီမှာမရန်ကုန်ထရေအုပ်ယုံတွဲဖက်ကြနေတဲ့သူပါတဲ့အဲ့မှာ တခါလေးမျိုးစားဖြစ်သွားတယ်လို့ကြားရပါတော့အဲ့တော့ကြားရတိုင်းပဲချမ်ပီယံစ်ကောင်စီအုပ်ချုပ်ရေးနေပယ်တွေထဲမှာပေါ့နော်အားလုံးကကြီးနိုင်ငံကြီးနေတာမကဘူးနော်အခုချိန်မှာဆိုတော်တော်ကြီးတက်ပြက်နေတဲ့အနေအထားဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းကြောက်ဖြူထိုးစစ်သည်တပ်သား16နှစ်သာရှိသေးသည့် AA တပ်ဖွဲ့အတွက်စစ်ကောင်စီနှင့်တရုတ်အစိုးရကိုတပြိုင်တည်းထိုးစစ်ဆင်တကယ်လို့ဖြစ်နေပါတယ်တဲ့အကယ်၍ AA သည်တရုတ်ဖီအားဂူးမဆိုင်ပဲကြောက်ဖြူမြို့တိမ့်တိုက်ထိုးစစ်ကိုဆက်လက်ဆင်နွှဲမည်ဆိုလေရင်းသည်2021ခုနှစ်ဆက်အနာသိချင်မှစာရတရုတ်အကျိုးစီးပွားကိုအကြီးအကျယ်ဆုံးထိခိုက်စေပြီးတိုက်ပွဲဖြစ်လာပါလိမ့်မယ်တဲ့ထို့အတူကြောက်ဖြူမြို့ကို AA တိမ့်ပိုက်နိုင်လေစစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့တရုတ်ကောင်ဆောင်များအကြားဆက်ဆံရေးပေါ်ကြီးမားသောအကျိုးတရားဝင်များဖြစ်ပေါ်လာပါလိမ့်မယ်ရုရှားခီးစစ်အတွက်တရုတ်သမ္မတရှီကျင့်ဖင်ကမင်းအောင်လိုင်းကိုတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံရှိ ီတျောက်ဂျိုးစီးပွားများကာကွယ်ပေးတဲ့တောင်းဆိုခဲ့သည်မင်းအောင်လိုင်ကလည်းအတက်နိုင်ဆုံးကာကွယ်ပါမျိုးလိုခရီးပေးခဲ့သည်ကြောက်ဖြူကိုစစ်ကောင်စီတက်လက်လွတ်ရပါကမခတ်မှန်းနိုင်သောတျောက်ဖြူအားများကိုမင်းအောင်လိုင်ရင်ဆိုင်ရပါလိမ့်မည်လို့ပြောထားပါတွေ့ရပါနော်အဲဒီတော့ဒီကြောက်ဖြူမျိုးသေးတိုက်ပွဲကတော်တော်ကိုအရေးကြီးပဲအနေထားမှာရှိတယ်လို့ဒီ AA တော်လည်းတော်တော်ကို challenge ဖြစ်တာပါနော်အဲတော့ဒီကြောက်ဖြူမျိုးသားတိမ့်ပိုက်တိမ့်ပိုက်သွားနိုင်တယ်ဆိုရင်ဒီကျုပ်ကြီးရက်တည်မှုတွေရပါနော်မင်းအောင်လိုင်ဖတ်မှာ100%ရှိချင်မှရှိတော့ပါနော်အဲတော့ဘာဖြစ်ပြောအမြဲတိုက်တိုက်နိုင်နေတဲ့ ကျွန်တော် architect အေးရတော့သိကြပါရဲ့နော်တိုက်တယ်ဆိုရင်တော့နိုင်အောင်တိုက်မှသိကြပါရဲ့ကဲဘာမှမဆိုကျွန်တော်နားထောင်မဲ့သတင်းကတော့ season စစ်သားပြောထားတဲ့သတင်းပေါ့နော်အဲ့တော့သူဒီမှာသူ့အကြောင်းတွေပြောထားအများရှိတယ်ပေါ့နော်ဒီဘာဖြစ်လို့ season ဖြစ်လာလဲဆိုတဲ့အကြောင်းတွေရဲ့အခုဆိုရင်စစ်ကောင်စီလောက်မှာတော်ရင်ထမ်းဆောင်နေတဲ့သူတွေကိုသူပြောထားတယ်နားထောင်ကြည့်လောက်နော်ဟိုကြီးလန်းသာသာစားနေရတဲ့ပုံစံမျိုးဖြစ်နေရဗျအဲအကြောင်းမလို့ဟိုကျွန်တော်တို့ဘက်ကပဲတော်လိုင်းလောက်ပြီးတော့ပေါ့နော်တော်လိုင်းဘက်ကပဲအဲလင်းဝင်လာခဲ့ပါ ပြောလို့ရရှင်တော်လိုင်းဘက်မှာတည်တာကောင်းသောတည်ခြင်းနဲ့တည်တာပေါ့နော်မုံမြတ်တယ်သူကျွန်တော်တို့ကခံယူနေပြအဲ့ဘက်မှာတည်တာတော့ဘာမှဟိုကောင်းတဲ့အရာတစ်ခုမှရှိမှာမဟုတ်ပြည်သူလူထုကမထောက်ခံတဲ့အခွင့်အရေးပြောတယ်ကောင်းတဲ့အရာဘာမှရှိမှာမဟုတ်ကျွန်တော်တို့ကအလင်းနဲ့အလင်းနဲ့လာတဲ့ကျွန်တော်ကတော့မေးရတူလူတွေကဒီလိုမျိုးနဲ့ကျွန်တော်ရဲ့ဒီပြည်သူရေတော်မှုတော်ကိုအဲတိုက်နေနေကြအဲ့ဘက်ဖတ်တာပါပါလို့နော်ဟိုအခုချိန်မှာ ်တော့ဆက်ဆက်ပါကရန်စီတော့များအဲဘုရားကိုစကောင်းဘလတ်နဲ့ပဲဆိုဆိုလိုပဲဖြေရတာပဲသူတို့ပဲဖြေရတာပဲဖြစ်နေတာပေါ့နော်တမိုင်ကလုံးတိုင်းတယ်ပဲသူတို့ဆက်တော့ဆုံးနေပါဘူးအားကြောင့်မို့လို့သူတက်နေနေခြင်းဆိုရင်ဒီဘက်ကောင်ကိုကနေထားပြီးတော့ဝင်လာတယ်မှန်ပဲနေတောင်းဝင်ထားတော့ရဲ့ဟုတ်ပါဘူးရဲ့မိဘကဒါကျေတော့မှတော့ရဲ့ခွေးတွေပါရဲ့သူတင်အဲသူတို့တွေကတော့ အခုချိန်တော့ဆိုရင်တော့ဒီတက်မီလို့တော့ထင်တာပဲကျွန်တော်ဒီခိုင်းမကောင်းနိုင်ဘူးအခုချိန်တော့မြန်မာနဲ့ရတဲ့နေအဲကြောက်ရတဲ့တကယ်ချင်းနေတယ်ဖွေးဘက်ကနေကြောက်ရတဲ့တကယ်ချင်းနေတယ်များနေပါဘူးအဲကြောင့်ဒီဒီဘက်ကနေပဲဒီဘက်ကူပဲလာခဲ့ကြတော့အဲ့ဘက်ကမှ PT ပြီးတော့အဲဘယ်လိုတော့မှဟိုပြည်သူတွေကထွေးနေတာတွေတိုက်ပြီးတော့စားတောက်ဖို့ပဲ6မိနစ်ကြာနေတော့ကိုယ်လည်းဘယ်နေရောက်လာမှသိတာမဟုတ်ဘူးအဲကြောင့်ကိုယ်ကတိတိယမြန်မြန်ရပြီးတော့မြန်မြန်အလဲလို့ပဲ ်ကဲနော်ဒါရဲရနေစီရမ်လောက်လာတဲ့ဒီစတတာတယောက်ဖြစ်ပါတယ်နော်အခုချိန်မှာဆိုရင်ရဲခွေးတွေကိုဖိတ်ခေါ်တာဖြစ်ပါတယ်ပြီးသူတွေရဲ့ပစ္စည်းတွေပဲခိုးချောင်းချောင်းမြောင်းပြီးတော့ခိုးခိုးရပြီးတော့စသဖို့မစင်စားနဲ့လို့ပြောတာတကယ်ပဲပါနော်မှန်ပါတယ်နော်အခုဆိုရင်ရဲဆိုတာကတေချာပေါ့ဒီပြည်သူလူထုဥစ္စာပစ္စည်းကိုခိုးဝစသဖို့လိုင်စင်ရထားတယ်လို့ပြောပါတော့အခုချိန်မှာဆိုရင်တော့ ကဲနောက်ထပ်ပါတော့ကျွန်တော်နားထောင်ပါတော့ကျုံမင်းပြောထားတယ်ဇော်ဘောဟောင်းရဲ့သတင်းနားထောင်ကြည့်အောင်နော်မနေ့က DPP မှာတော့ဇော်ဘောဟောင်းနောက်တမုတ်ထပ်ပြီးတော့တိုးပြီးမှအစွဲခံရတယ်ဆိုတဲ့သတင်းပေါ့နော်စစ်ကြောရေးစစ်ကြောရေးဝင်ပြီးတော့အခုဆိုရင်နောက်ထပ်အမှုတွေတော့ထပ်တိုးသွားတဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီအမှုကဆိုရင်ထောင်ဒဏ်နဲ့18နှစ်ကျနိုင်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဒါသတင်းဒီသတင်းနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုကျုံမင်းကိုလည်းသူတို့လော်ဘီဘက်ကတော်တော်များများမေးကြတယ်ထင်ပါတယ်နော်သူပြောတာနားထောင်ကြည့်အောင်ဒီလိုတော့ပေါ့ ကနေပြီးသူကိုင်ထည့်တယ်သူတတ်လိုက်တယ်ပေါ့နော်ဒီလိုသဘောတွေ့ရတယ်ဆိုတော့သူတို့ချင်းချင်းကြမှာဘလို့အညှိတိတွေရှိသွားလဲတော့ကျွန်တော်တို့လည်းမသိနိုင်တဲ့အတွက်ပြောရခဲ့တယ်လောလောဆယ်တော့ဒီသတင်းကိုတော့ဒါဟိုရတဲ့လောက်တွေအတီးပြူပြီးပြောရတာဖြစ်ပါတယ်လောလောဆယ်တယောက်ကတော့တန်တွဲမှာနေတော့မသိဘူးရန်ကုန်ရောက်မှာပဲနေထိုင်နေမထင်မှာပဲနဲ့ကိုလုံးဆုံးမရှာတယ်ပေါ့ဒီလိုပဲဖတ်ပြရစီနော်ဆိုတော့ဒါတခုပြောပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဘာကိုပြောမလဲဆိုတော့အမှုခင်းကိစ္စပဲဆက်ပြောပါမယ်အမှုခင်းကိစ္စဆိုတာအားမဟုတ်ဘူးဗျကျွန်တော်ကပြီးခဲ့တဲ့ရက်တည်းကတောက်လျှောက်လူတွေကလည်း ဟိုဝိလေကြပါတယ်နဲ့ကျွန်တော်လာလာပြည်သနာရှာရတာပေါ့နော်ဆိုတော့သူတို့ပြောတာကတော့ဒီဇော်ဘုံကြီးပေါ့ကိုဇော်ဘုံကြီးပေါ့အဲ့လိုပဲပြောပြစီအမျိုးသားကြီးတမားလာဒါမှမဟုတ်ဟိုစပီကာပုံစံမျိုးလားသူဘာတွေပြောလဲသူ online ပေါ်နေသူပြောနေရတယ်ကျွန်တော်တွေ့ပါတယ်အဲ့သူနဲ့ပတ်သက်တဲ့မသိသလိုနဲ့နော်ပြောကြတာရှိတယ်အဲ့တော့ကျွန်တော်လည်းမပြောရအောင်လားဆိုပြီးရန်ရှာတဲ့ကောင်လေးရှိတယ်ဆိုတော့အခုတော့ဒီနေ့တော့ကျွန်တော်ပြောလို့ရတဲ့အခုတော့ရှိလာပါပြီအဲ့ဒါဘာလဲဆိုတော့ဒီဒီဇော်ဘုံကြီးပေါ့ကိုဇော်ဘုံကြီးကိုတဲ့နော်အချက်ပဲတိုက်ပြည့်ဥပဒေပုံမှန်၃ခါခွေးနဲ့ သုံးခါခွေ15နဲ့ဂျွန်လာရှိရကအမှုဖွင့်ထားပါတယ်တဲ့။နော်သူ့ကိုကနအုပ်ဖွင့်တာတော့ပုံမှန်900ကာဂျီပုံမှန်66ကာဂျီနဲ့ဖွင့်ထားတာတဲ့။အဲ့ဒါကိုထပ်တိုးဖြစ်နေအဲအချက်ပဲတိုက်ဖြည့်ဥပဒေပုံမှန်သုံးခါခွေ15နဲ့ထပ်တိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနရေးတယ်။နော်သူရေးတော့မှကျွန်တော်လည်းဒါပြောနိုင်တော့ဘာလို့လဲဆိုတော့ကျွန်တော်ကကျွန်တော်တော့ဒီသတင်းကိုပြောဖို့ဆန္ဒမရှိဘူး။ပွန့်လိုက်ပြောဒါဒါကအဲဒါကသတင်းဖြစ်နေတဲ့ထက်ပြောရမယ်ရေးကြည့်တဲ့ issue တခုတော့မဟုတ်ဘူး။သို့တော့သို့တော့ခုနသတင်းဖြစ်နေတဲ့ ပြပြမီဒီယာတွေကတော့ဝိုင်းကြီးလာတဲ့ခါကျတော့ကျွန်တော်ကဒါကိုထည့်ပြောလာတာ။ကဲနော်ပြပြတဲ့နော်သူတို့ဘက်မှာအပြစ်ကတင်လိုက်သေးရဲ့နော်သူတို့တရားဆွဲတာဘယ်သူဆွဲရလဲ။သူတို့အချစ်ချစ်တွေဆွဲတာနော်။အခုမှလာပြီးတော့သူများကိုပြစ်တင်တယ်။နော်တဘော။ဆိုတော့ဒီကိုစော်ပွင့်ကိုလွန်ရွေးတက်ဖို့ဝင်နေခေါ်ယူပြီးတော့စစ်စစ်မေးမြန်းနေဆိုတဲ့အထီးတိကျွန်တော်သိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒါတွေကို highlight မလုပ်ဘူး။ဘာလို့ဆိုတော့ဒါတွေက highlight လုပ်အောင်မကိစ္စမဟုတ်ဘူး။ခေါ်ယူမေးမြန်းစစ်စစ်တဲ့ဆိုတော့ကျောက်မှာကိစ္စအမှုဖွင့်ထားတာမဟုတ်တဲ့အတွက်ကျွန်တော်ပြောလို့မပြောဘူး။ဘာလို့ဆိုတော့ခေါ်ယူမဲ့အခုဂျွန်လွင်မဲ့ကြည့်ခေါ်ယူမေးမြန်းနေပြန်ပြီးတော့ ဟိုပြန်လှုပ်ပေးလိုက်တယ်ဒါကြောင့်ကျွန်တော်တို့ဘာမှမပြတ်တဲ့အများကြီးမပြောဘူးအခုကိုစောကိုစောပေါင်းလေးတွေလည်းခေါ်ယူမင်းမြတ်တယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမပြောပဲနေတယ်ပြီးတော့ခေါ်ယူမင်းမှုနဲ့နောက်မှာဘာတွေပါလာမလဲဆိုတော့ကျွန်တော်တို့မသိတဲ့အတွက်ကျွန်တော်တို့ကဘာမှမထွက်လာသေးတဲ့ issue တန်ပြီးကျွန်တော်တို့စိတ်ထဲစိတ်ကူးတဲ့ပေါက်ရရှောက်ပြောလို့မရတဲ့အတွက်ကျွန်တော်မပြောတာအခုတော့သူ့နဲ့ပတ်သက်ပြီးအမှုဖွင့်ထားတယ်ဆိုတဲ့ကိစ္စက DVB ကရေးတဲ့ခါကျမှကျွန်တော်တို့ကတော့ DVB ရဲ့ဟာကိုကားပြီးတော့ပဲကျွန်တော်ပြောချင်တာပါ DVB ရဲ့ရေးတာတော့သူ့ကိုပထမဖွင့်လာတော့ပုံမှန်905ကကြီးပုံမှန်66ကကကြီးပေါ့နော် နော်အဲအဲ့ဒါနဲ့ဖွင့်ထားတယ်ပေါ့အခုတော့ထတ်တိုးဖြစ်နေကျမ်းပတ်တိုက်ပြည်ဥပဒေပေါ်မှာ3ကျမ်းပတ်တိုက်ပြည်ရေနော်ထတ်တိုးဖွင့်ပါတယ်ဆိုပြီးတော့ DVB ကရေးတယ်အဲသူ့ကိုတော့သုံးတာကတော့ DVB သုံးတဲ့စကားလုံးကတော့စစ်တပ်ထောက်ခံသူပေါ့နော်စစ်တပ်ထောက်ခံသူဇော်ပေါ်ဟင်းကိုတဲ့ကျမ်းပတ်တိုက်ပြည်ဥပဒေနဲ့မဟုတ်ထတ်ဖွင့်ဆိုပြီးတော့သူတို့ကဒီလိုရေးပါတယ်သူ့ကိုဖွင့်လာတော့ဒါ NUG ကလွှတ်ထားတဲ့တရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်။နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့အမျိုးကြားပါတယ်ဆိုပြီးပြောတယ်။သူတို့ကတော့တရားမဝင်အတွင်းကုန်ပို့ကုန်တွေကို တရားမဝင်သွင်းတယ်ကိုပို့တယ်ပေါ့ဒါကြောင့်မလို့ပြောတယ်ဆိုတာမျိုးလေခေါင်းစဉ်တက်တယ်မျိုးစုံပေါ့ဗျာသူ့ကိုခေါင်းစဉ်တက်တာကမျိုးစုံတက်ထားတယ်ဒါတော့ဟိုကရေးတာပါအာမျိုးစုံရေးကြတာပေါ့နော်မျိုးစုံရေးကြပြီးတော့သူနဲ့ပတ်သက်ပြီးတော့ဟိုသူ့ကိုအဲသူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သက္ကရုံးတွေဒီပြည်ကမျိုးစုံရေးကြတာတွေ့ရတယ်ဆိုတော့နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တကုန်ရေစခန်းမှာလည်းဒီဒုံမိုးခိုင်ဆိုတဲ့အမျိုးသမီးကသူ့ကိုမှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေ66ကားနဲ့မှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေလည်းရေးထားတွေ့ရတယ်ပြောရရင်တော့သူနဲ့ပတ်သက်ပြီးရေးနေတဲ့မျိုးစုံတွေ့တယ်တွေ့ပါတယ်ဆိုတော့ အမှုတွေကတော့ဖွင့်ထားပြီဆိုတဲ့အဓိပ္ပာယ်တော့သွားတက်ရောက်တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းသက်ဆိုင်ရာနာဆကဘက်ကထုတ်ပြန်ထားခြင်းမရှိဘူးအဲတရားရုံးတွေပါတယ်ညာတွေလည်းမေးမြန်းဆွနာခြင်းမရဘူးသက်ဆိုင်ရာဖွဲ့စည်းတွေလည်းမေးရမြန်ခတ်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လေးလည်းဟိုတို့နဲ့အသိပြီးအဆက်ဆံအသိမရှိဘူးမရှိတော့ကျွန်တော်သိပြီးတော့ဟိုမမေးမမမြန်းမိဘူးပေါ့ဗျာကဲနော်ဘယ်လောက်ကြီးကြောက်လဲဆိုအဆက်ဆံမရှိသေးဘူးလောက်နေနော်အခုမှဒါပေမဲ့ဒီကြော်ကြော်ကြော်မျိုးများတော့တားလေနော်။သူတိတ်ပြီးတော့လည်းမျိုးကြော်ဆိုးလို့ပေါင်းသေးတယ်တိတ်မလို့ဘူးနဲ့။သူကလည်းသူပြောတာရှိတယ်ဗောနော်။ ဒီဘောမာခဲမှာတော်တော်ကြီးကိုလေတဲ့တရားပေါ့နော်ဒီတရားတော့အဲ့တော့မမိမြတ်ပြီးတော့ကျွန်တော်သိချာမသိဘူးသို့တော်ကူဒီရေတော့ဒါလို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ကြားရတဲ့ information တခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ခါတော်ကြီးတွေနဲ့ဝင်ဖူးမျိုးတော့တွေ့ဖို့ကြိုးစားတယ်လို့ကြားတယ်ပြီးရင်ဆရာတော်တန်ခါတော်ကြီးတန်ခါတော်ကြီးတွေရဲ့ဆက်နိုင်ငံတော်ကြီးခဲ့တဲ့စီကိုမြေတားရဲ့ခန့်ချက်တွေတင်ပေးဖို့ တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားရတယ်။ဒါတွေတော့ကြားနေရတဲ့သတင်း information တွေပါ။အတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူး။ဘာလို့လဲဆိုတော့ဒါတွေက information just information ဆိုတာမျိုးပဲမှတ်စေချင်ပါတယ်။ဘလို့ဆိုတော့ဒီလိုမျိုးတော့သတင်းတွေ့နေရတယ်။အဲ့တော့ဟိုကိုဇော်ဘိုးကြီးကိုထောက်ခံကြသူတွေမထောက်ခံကြသူတွေကြိုက်ကြသူတွေမကြိုက်ကြသူတွေမျိုးစုံရှိကြပါလိမ့်မယ်။ဒါတွေကတော့ကြိုက်ချင်းမကြိုက်ချင်းဟိုထောက်ခံချင်းမထောက်ခံချင်းကတော့ဒါတယောက်ချင်းစီရဲ့သဘောထားဆန်းနေတယ်စိုက်ပါတယ်။ဒါပေမဲ့သူဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့အေးအေးလေးပဲဖောက်ပြတာမရှိရင်သူပြန်လွတ်မယ်ဒါကတော့အဖြေအဖြေအခြေခံအဖြေပါပဲအ ပြီးတော့ဟိုဇော်ဘွေးကလိုက်ပြောလိုက်ပြောပေးနိုင်တော့ကြောင်းနေဘယ်ဖွဲ့စည်းလဲဆိုတာလဲရှင်းသေးတာဟုတ်အမှုဖွင့်ထားတာကတက်မရိုကိုယ်တိုင်အမှုဖွင့်ထားတာဆိုရင်တော့ပြဿနာရှိတယ်တခြားလူတွေကအမှုဖွင့်တာဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်ဒါတက်မရိုအမှုဖွင့်တယ်ဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်နောက်တစ်ခုကဒါဟိုအမှုဖွင့်ခဲ့ပြီးတရားရုံးကိုဆွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေထားကအန္တရာယ်များလာပါတယ်ဆွဲချက်မတင်ခင်လေးမှာဒီအမှုပြက်ပြဲသွားအောင်လုပ်ဖို့ပဲလိုတယ်ပေါ့ဆွဲချက်တင်ဖို့မတင်ဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ ဒီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဘုံကျုံကြီးမင်းအောင်လိုင်ကိုရိုင်းမယ်လင်းတရားစီရင်ရေးကိုမဆွတ်ဖက်ဘူးဆိုရင်သူကအဲ့လိုနေနေတဲ့လူဖြစ်တယ်။ဆိုတော့အကယ်၍သာတရားရုံးမှာစွဲတင်လိုက်ပြီဆိုရင်တော့ဒါကိုစောဘုံကြီးနဲ့သူ့ရဲ့ဟိုဟာတွေကတော့ဒါဘာပဲပြောဟိုအမှုရင်ဆိုင်မဲ့သဘောပေါ့။တရားရုံးစွဲချက်မတင်ရသေးဘူးဆိုရင်တော့အမှုတိဆောက်ဆဲကာလမှာ ਨੇ ပြက်ပြဲသွားတာတွေဖြစ်နိုင်တယ်ပေါ့နော်။အခုချိန်ကြီးတော့ဘာမှပြောလို့မရသေးဘူးပေါ့နော်။ဆိုတော့ခင်ဗျားတို့သိချင်နေကြတဲ့ကိုစောဘုံကြီးကိစ္စဒီကိုဒီဗီဒီယိုကတော့ရေးပြီးဖြစ်တဲ့အတွက်အဲရေးတဲ့ဟာအခြေခံပြီးတော့ပဲရာနှုန်းပြမဟုတ်ရင်တော့ရာခိုင်နှုန်းတစ်ခုဖြစ်နေဟိုမှတ်ချက်ယူပြီးတော့ကောက်ချက်ချပြီးတော့ အစင်းသားဖို့လိုပြီးလို့ယူစဉ်းစားသုံးသပ်တယ်လို့ယူဆပါတယ်ကျွန်တော်တော့ဒါကိုကောင်းချီးဆိုချင်တော့မပြောလို့ပါဘူးသူလည်းသူ့ဟာသူသူအာတန်တဲ့ပုံစံနဲ့သူပြောချင်တာလေသူပြောချင်တာလေသူစိတ်ပါတဲ့အတိုင်းသူသူရဲ့အားချိုးမှန်တဲ့အားအားကောင်းမောင်းတန်အာတန်မောင်းကောင်းတန်နဲ့အားရပါသူပြောခဲ့တာလေရှိတာပဲအခုဆိုရင်ပြည်ပြင်းမီဒီယာတွေကသူပြောခဲ့တဲ့ view file နဲ့အချို့တွေယူသုံးပြီးတော့ကြောက်ချတာပေါ့နော်ပွင့်လည်းပြောရင်တော့ဟိုပြည်ပြင်းမီဒီယာတွေကြောက်ချတာကြောက်ချတာအကြီးကြီးကြောက်ချတာထိုးချတာပေါ့နော်ထိုးချပြီးတော့ဒုက္ခကြီးကြီးကြီးပေးကြတယ်ရှိရပါဘူးတခုရှိတာကကိုစောဘွင်းပြောနေတဲ့မြားတွေဒီသူက public speaker လို့သူ့ကိုသူတော့သူပြောခဲ့တာအများကြီးရှိပါတယ် အဲသူကတကယ်လို့မီဒီယာဆိုရင်တော့ကျွန်တော်တို့မီဒီယာဆိုရင်တော့သူဂျာနယ်လစ်ဘောဗျာဂျာနယ်လစ်တယောက်ဖြစ်တယ်မီဒီယာဆိုရင်တော့ပြီးတော့မီဒီယာလိုင်စင်ရှိတာဆိုရင်တော့ကျွန်တော်တို့ကဒီသတင်းမီဒီယာကောင်စီဘာလို့ကနေဖြည့်ရှင်းတာမျိုးတွေတက်ဆိုင်ရာဝန်ကြီးဌာနတွေဝင်ကူတာမျိုးတွေအဲလုံခြုံရေးတပ်မတော်ထိပ်ပိုင်းကောင်းဆောင်တာဝန်ရှိသူတွေကဆက်ထည့်စဉ်းစားပေးတာရှိနေတာပေါ့သူကခက်တာကသူကဂျာနယ်လစ်ဂျာနယ်လစ်မဟုတ်ဘူးအဲမီဒီယာသမားလည်းမဟုတ်ဘူးပြီးတော့မီဒီယာလိုင်စင်လည်းရှိထားတာမဟုတ်ဘူးအဲ့ခါကျတော့သူပြောတာတွေကလုံးကခုနရေးရွေးယူလို့ရတဲ့အနေအထားမျိုးကိုလည်းရောက်တဲ့စကားလုံးတွေရှိခဲ့တာဒါကြောင့် ဘာပဲပြောဒါကြောင့်သူ့ရဲ့ဒီသူ့ရဲ့ဟိုပြောဆိုမှုတွေတည်းကတချို့စကားလုံးတွေကဥပဒေကြောင့်ကညှိစွန်းနိုင်တဲ့အောက်ချက်ဆွဲစရာတွေတွေ့တဲ့အခါဒါဥပဒေကြောင့်ကောက်ဆက်ဆွဲပြီးအမှုဖွင့်သွားတယ်လို့ဟိုတွေးရမှာဖြစ်လာပါတော့ကဲကြားရတိုင်းပါနော်ပြန်ချော့မယ်ဆိုတော့သိကြတယ်ဇော်ဘောဟောင်းနောက်ထပ်တမှုထပ်တိုးပြီးတော့တရားဆွဲခိုင်းပါနော်အဲ့တော့အမှုတွေပါရေးဒီဆွဲတင်ခိုင်းပြီဆိုတော့သေချာပေါ့ဒီထောင်ထောင်တန်းတော့သေချာပေါ့ကြားတော့မယ့်အခြေအနေဖြစ်ပါတယ်အဲ့တော့တခုပဲရှိတာသူကညှိနှိုင်းမယ်လို့ပြောတယ်ပါနော်ညှိနှိုင်းမယ်လို့ပြောတဲ့အခါမှာလဲဇော်ဘောဟောင်းကသူကိုယ်တိုင်လိုင်းပါပါနော်လုံးဝမညှိနှိုင်းဘူး ဒူးပထောက်နိုင်ဘူးဆိုပြောထားခဲ့တာဖြစ်တဲ့အတွက်ဇော်ဖုံးကတော့သူ့အနေနဲ့သူပေါ့နော်သူ့ချင်းနဲ့သူအာဒီသူ့ရဲ့မီဒီယာပေါ့နော်သူ့ရဲ့ဘာလဲစပီကာပေါ့နော် public speaker တော့ဘဝကတော့ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ဘောမာကြီးလည်းဘယ်သူတွေထပ်ပြီးတော့လက်ကြအောင်လဲဆိုတော့စောင့်ကြည့်အောင်မှဖြစ်ပါရဲ့နော်ကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းကတော့ဗောနော်ဒီဒီ TL နဲ့ပတ်သက်ပြီးသတင်းတွေတော်တော်များများထွက်နေဗောနော်မနေ့ကဆိုလဲကျွန်တော်တို့တချို့ပြောခဲ့တဲ့သတင်းတွေဆိုတချို့ဟာတွေကမှားတယ်လို့ပြောတယ်ဗောနော်ဥပမာ ်ဒီ TNN တွေကဒီနောက်ဒီသူ့ရဲ့နေတဲ့ကနေတပြည့်တွေကိုထွက်သွားပါလို့ပြောတဲ့သတင်းတွေကတချို့ကမှန်တယ်တချို့ကမှားတယ်လို့ပြောနေပါတော့အဲ့တော့ TNN နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဆက်ပြီးတော့မတုံ့တက်တော့ဘူးအာဘာလို့ဆိုတော့အခုချိန်မှဆိုရင်သတင်းကဘောနော်မှားသွားရင်လည်းမကောင်းဘူးဘောနော်အဲ့တော့ဘာပြောပြောအခုချိန်မှဆိုရင် TNN ရဲ့နောက်ချိုတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဥတန်းဆိုးနိုင်ရဲ့တုံ့တက်ချက်ကိုကျွန်တော်နားထောင်ကြည့်လောက်နော်နောက်ချိုကနေပြီးတော့ကျွန်တော်တို့ဒီတောင်ခမ်းမဲ့ဆင်းလိုက်မယ်ဆိုလို့ရှိရင်ရက်ဆောက်တောင်ကြီး ချမ်းပြည်တောင်ပိုင်းကိုပောက်သွားနိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်။နောက်တစ်ခုကပြင်ဦးလွင်ကိုဥတီတီတဲ့ကျွန်တော်တို့စစ်လမ်းကြောင်းဖြစ်ပါတယ်။อืมအဲ့တော့ပြင်ဦးလွင်ဆိုတာကစစ်တပ်ရဲ့ကျွန်တော်တို့ဒီစေရာရှိတွေနောက်ပြီးတော့စစ်တပ်မျိုးစစ်တပ်ရဲ့ဤပညာသင်တန်းမျိုးစုံကြီးပွင့်လှစ်ထားတဲ့စစ်တပ်မျိုးလို့ပြောရမယ်တပ်မျိုးလို့ပြောရမယ်မျိုးပါဒါကြောင့် ပြင်ဥလွင်ကြလို့ရှိရင်စစ်ကောင်စီအနေနဲ့အလွန်ကိုဂုံသိခါကြာဆင်းမှုဖြစ်ခဲ့နေနာမှုအတော်ကြီးနိုင်ပါလေအလားတူနောင်ချိုကြရင်လေကိုယ့်ဘက်ကကျွန်တော်တို့စိတ်ဓာတ်ရည်ရရကြာဆင်းစရာတွေဖြစ်နိုင်ပါဘာကြောင့်လဲဆိုတော့နောင်ချိုပြီးလို့ရှိရင်ကျွန်တော်တို့အဲကြောက်မဲတီဘောစရတယ် နေရာတွေထိသွားမှာအဲအဲ့တော့အဲ့လိုဖြစ်လာလို့ရှိရင်ဒီစစ်ကောင်စီကကြုံရနေတယ်သူတို့ရွေးကောက်ပွဲမတိုင်ခင်မှာဆုံးရှုံးထားတဲ့စစ်နယ်မြေတွေပြန်ပြီးတော့တိမ့်နိုင်လိမ့်မယ်ဆိုတော့သူတို့ရဲ့မျောလင်းချက်ဒီရောင်ကြီးတဖွာဖွာနဲ့စိတ်အားတွေတက်လာနိုင်တဲ့အခြေအနေရှိပါတယ်အဲ့ဒါကြောင့်လဲနောင်ချိုးကြဆင်းရေးအတွက်ခုဆိုလို့ချင်းကျွန်တော်တို့ အဓိကစစ်ကြောင်းနှစ်ကြောင်းနဲ့သူကအဓိကကျွန်တော်တို့ရင်ဆိုင်နေတာအဲ့ဒီစစ်ကြောင်းနှစ်ကြောင်းဆိုတာလဲကျွန်တော်တို့ခုတောင်ခန်းကအမြောက်စခန်းဆိုတာအမြောက်တန်တရက်တည်းမဟုတ်ဘူးအမြောက်တာသုံးတန်နဲ့ကျွန်တော်တို့တက်ရင်နှရင်ချထားတဲ့နေရာအခုတောင်ခန်းပတ်ဝန်းကျင်မှာကြီးပဲအမြောက်တက်ရင်သုံးရင်ချထားတယ်ဆိုတာဟာသူက ဒီကနေပြီးတော့ရက်ဆောက်ကိုဆင်းမဲ့လမ်းကြောင်းကိုသူ့အနေနဲ့အပြတ်သက်ပိတ်ဆို့တားဆီးဖို့ကြိုးပမ်းထားတဲ့ချိန်တွေပါဒါကြောင့်မို့ဒီတိုက်ပွဲဟာကျွန်တော်တို့တာမန်ပေါ်ပေါ်ဆာဆာနဲ့တိုက်လို့ရတယ်တိုက်ပွဲမဟုတ်ပါနောက်တစ်ခုကလည်းနောက်လမ်းတစ်ကြောင်းကလည်းပြင်ဦးလွင်ဆိုတာကသူအထိမခံနိုင်တဲ့မြို့ဖြစ်ပါတယ်ဒါမှမဟုတ်နှစ်နေရာလုံးရဲ့ခန်းစစ်စည်းကိုသူကအခုဟာ အပြည့်စုံကာကွယ်နေဟုတ်အခုတောင်ခန်းကိုတောင်ခန်းဟာဂုံတိတ်ခါပြဿနာနဲ့ဖတ်တယ်စစ်ကောင်စီအတွက်ရောကျွန်တော်တို့ PNL အတွက်ရောအရေးကြီးတဲ့နေရာဖြစ်ပါဒါကြောင့်မို့အသေးချာကိုအင်းနဲ့အားနဲ့ကျွန်တော်တို့ပြုံးလင်းထိကျွန်တော်တို့ထိုးဖောက်ချစ်တင်နိုင်တဲ့အထိကိုယ့်ဘက်ကအချိန်ဝါနဲ့စစ်အင်အားကိုပြနိုင်မှနော်ကျွန်တော်တို့ PNL ရဲ့ထိုးစစ်ဟိုစစ်ကောင်စီအနေနဲ့နော်အတော်လေးအဲရှိန်သွားနိုင်ပါဒါပေမဲ့ဒီတလောမှာ PNL ရလဲအားရလှုပ်ရှုပ်နေသလဲဆိုတော့ကြည့်ရတာကသူကအစိုးရအဖွဲ့ဖွဲ့ဖို့စဉ်းစားနေပုံရပါမနေ့ကပဲထုတ်ပြန်တော့အကြခင်ကနော် DLC ဆိုတဲ့ကျွန်တော်တို့အဲအစိုးရအုပ်ချုပ်ရေးကောင်စီတရား ွဲ့စည်းဖို့အတွက်သူတို့အစည်းအဝေးလုပ်အဲ့တော့အဲ့ဒီကိစ္စတွေကနော်ကျွန်တော်တို့လိုအပ်ပေမဲ့အခုလိုစီရေးအခြေအနေမျိုးမှာအဲ့လိုအစိုးရအဖွဲ့အစည်းတွေဖွဲ့စည်းပြီးတော့လုံများနေပြီးတော့ကိုယ်နေမိတွေကျွန်တော်တို့အာထိုးစစ်ဆင်ခံမယ်အနေထားကိုတောင်းချဖို့အတွက်သတိကြီးကြီးထားပြီးတော့တိုက်ဖို့လိုပါတယ်စစ်ကောင်စီရဲ့စစ်ရဆေးရေးဆိုတဲ့နော်အနေထားကို မယုံကြည်ဘူးလို့နောက်တစ်ခုကစစ်ကောင်စီကစီရီယာဆင်းချင်းချောက်ထားနိုင်မှာနော်စစ်လက်နဲ့အားကိုးတဲ့အင်အားကိုကျွန်တော်တို့ထိန်းထားနိုင်မှာဖြစ်ပါစီရီယာချင်းချောက်မှုမရှိရင်သူကတော့အပျော်စွဲဆွဲမဲ့သဘောတွေရှိပါအခုကန်ကြီးကိုဝင်လာတယ်ဆိုတာကအဲ့လိုစမ်းသပ်ပြီးဝင်လာတယ်အဲ့မဲ့သူ့နောက်မှာနောက်ဆက်တွဲမှာသူကဓာရီနဲ့ပတ်သက်ပြီးတော့တနွေငင်းတစင်ပါ တောင်မဲဒီဘောတီနော်ပြဿနာတွေကဆက်သွားနေပြီဟုတ်ဟုတ်ဟုတ်တော့ကျွန်တော်မင်းချက် TOP ရပါတော့အမတတင်းတွေကတီပြူလို့မရပါဘယ်မနေ့ကတင်းဒီမီဒီယာတချို့ရေးတာကျွန်တော်တွေ့ရတယ်ဗျအဲ့ဟိုတိုက်ပွဲဖြစ်တော့ဒီနောက်ချူခုနကန်ကြီးလိုပါလို့ဖက်မှရှိတယ် PDF တွေဖယ်ခိုင်းတယ်အဲတီရင်လေးကဟိုပါပေါ့နောက်ချူလာရှူ MND ရပေးတယ်လို့မျိုးစစ်ကောက်စီပြန်ပေးဖို့ TOP ရနဲ့အဲ့လိုမျိုး စကူရှိတယ်ဆိုပြီးတော့ကောလာဟလာတွေထွက်နေဆိုင်အဲ့ဒါဆိုရေးစရာရှိတယ်အဲ့လိုစကူရှိတာတော့ရှိမှာပေါ့ဗျာနော်ဒါကတော့စကူကတော့နောင်ကြိုးတယ်မကပါဘူးမြို့နယ်၅မြို့ပြေးဖို့တည်တောင်းစစ်ကောင်စီကနော်မရှက်မကြောက်နော်တောင်းရဲသေးတာပဲနော်အဲ့တော့နောင်ကြိုးလဲတရုတ်ပြည်အားနဲ့သူတို့ပြောကြမှာပါဒါပေမဲ့ PNL ကို ဖိအားပေးတာက MND ကိုဖိအားပေးတော့တော့မထ ිය ောက်နိုင်ဘူးအနေထားကတူမမတူ DNL DNM ဆိုတာကနော်တုပ်ပမာဏနိမိတ်ပုံမှာမေ့တင်နေတဲ့အင်အားစုပုံနဲ့နော်အဲ့တော့သူ့ရဲ့ဖြတ်၄ဖြတ်တို့ဖြတ်၅ဖြတ်တို့နော်လုံးလုံးလည်းမရဒါကြောင့်လဲကျွန်တော်တိတ်ရှိကျွင်းကိုရိုက်ကျွန်တော်တို့တက်ရောက်တဲ့အစီဝေးမှာဝင်ပြီးတော့ ဆုံးဖြတ်တာပေါ့ဗျ။ကဲဒါတော့ဗောနော်ဒီနောက်ချိုတောင်ခမ်းနဲ့ပတ်သက်ပြီးတော့ TRL တွေရဲ့စီးရေးအခြေအနေပဲဖြစ်ပါတယ်နော်အဲ့တော့အခုချိန်မှာဆိုရင်ဒီ TRL တွေကဒီအစိုးရဖွဲ့ဖို့ဒီပြင်ဆင်နေတဲ့ဟာတွေမနေ့ကလည်းတရင်တွေတက်လာပြီဗောနော်အဲ့တော့ဒီအစိုးရဖွဲ့ဖို့တက်ဆိုင်ရင်ဒီစစ်ကိုတိုင်းအောင်တိုက်ဖို့ပဲထောက်ထားတွေ့ရပါတယ်နော်နောက်နောက်ထပ်တရင်ကတော့ပလဲနေမှာလင်းပြစ်ချလင်းကိုပြစ်ချလိုက်တော့မှာဗောနော်ဒီအချက်ဖက်မင်းအောင်လည်းအဲ့နေဘက်ကိုရောက်နေလို့ကြားရတယ်ဗောနော်လင်းပြစ်တဲ့တိုင်းလည်းကြားရောဘယ်လိုမျိုးပြန်သွားလဲဆိုတာတစ်ချက်နောက်ကြည့်လား ာသိစကောင်တီခေါင်းဆောင်ငလျင်တန်တဲ့စကိုင်းမျိုးကိုငလျင်အပီဒုတိယအကြိမ်ဖြစ်မနေ့ကဂျော်လာ၁၀ရက်ကရရှိနေချိန်မှာစကိုင်းတိုင်းပလဲမြို့နယ်အတွင်းဆက်တရက်ဂျက်တိုက်လျင်ပြစ်ချခံရတဲ့သတင်းကိုကြားပြီးမူလစီစဉ်ထားတဲ့အစီအစဉ်တွေကိုဖျက်သိမ်းသွားတယ်လို့သိရပါတယ်။မနေ့ကမွန်လဲပိုင်းမှာစကောင်းဆောင်ဟာစကိုင်းမျိုးကိုရရှိနေတာဖြစ်ပြီးပလဲနယ်မှာတိုက်ပွဲပြင်းထန်နေတဲ့ကန်းတောက်ရွာနေမြေရဲစခန်းစီပြကူပေးတဲ့တိုက်လေရင်ပြစ်ချခံရတဲ့အချိန်နဲ့တိုက်ဆိုင်သွားတာပါသူရောက်နေတော့ပလဲကလေရင်တရင်ကြားတာပဲ မူလအစီအစဉ်ကတော့ငလျင်ဘေးတင်သူတွေနဲ့ထပ်တွေ့ဖို့ပဲဒါပေမဲ့မျက်စိမျက်နှာပြက်ပြီးပြန်သွားတယ်လို့စကောင်းဆောင်တွားရောက်ခဲ့တဲ့သခိုင်းမျိုးကောင်းမှုတော်ဇေဒီဂဘကအဖွဲ့နဲ့နီးဆက်သူကပြောပြပါတယ်နှစ်ပေါင်းတရာကျော်အတွင်းမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ဖြတ်အားပြင်ငလျင်ကြီးကြောင့်သခိုင်းမန္တလေးနဲ့နေပြည်တော်တို့ဟာဆူဆူရွရွထိခိုက်ပျက်စီးခဲ့ရတာပါငလျင်ပြီးနောက်ရက်မှာစကောင်းဆောင်ဟာမန္တလေးကိုတွားရောက်ခဲ့ပေမဲ့မန္တလေးနဲ့အေယာဝတီမြေတားချတဲ့သခိုင်းမျိုးကိုမတွားခဲ့ပါဘူး ငယ်လျင်ကြီးရဲ့ဗဟိုချက်ဖြစ်ပြီးပြက်စီဆုံးရှုံးမှုဆူဆူရွရွကြုံခဲ့ရတဲ့သခိုင်းမျိုးကိုငယ်လျင်အပြီးဆယ်ရက်ကြာမှတောက်ရောက်ကြည့်ရှုခဲ့တာပါမနေ့ကသခိုင်းခီးစဉ်ကတော့ဒုတိယအကြိမ်ဖြစ်ပါတယ်စက်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာမှာတော့သခိုင်းခီးစဉ်မှာငယ်လျင်တန်ခံခဲ့ရတဲ့ကောင်းမှုတော်စီတီသခိုင်းမျိုးအားထကတက်ကြောင်းစွန်ဦးပုံညာရှင်စီတီသခိုင်းတရာအင်းဝတို့ကိုတောက်ရောက်ကြည့်ရှုခဲ့တယ်လို့ဖော်ပြပါတယ်ဒါအပြင်တိတကူဆရာတော်ကိုလည်းတောက်ရောက်ဖူးမြော်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ် ဒါပေမဲ့စကိုင်းမျိုးကငန်းလျင်တန်တဲ့ပြည်သူတွေစီသွားရောက်တယ်ဆိုတော့ကိုစကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေမှာလည်းဖော်ပြတာမျိုးမရှိပါဘူး။လက်နက်ဆွဲကင်တော်လှန်မှုအမြင့်ဆုံးမှာရှိနေတဲ့စကိုင်းတိုင်းရဲ့မြို့တော်စကိုင်းမျိုးစီစကောင်စီခေါင်းဆောင်ရောက်လာတာကနည်းမြေစိုးမိုးမှုရှိတယ်ဆိုပြီးနိုင်ငံတကာကိုပြသခြင်းသာကြောင့်ဖြစ်တယ်လို့မြို့ခံလူငယ်တူကပြောပါတယ်။ဒါပေမဲ့စကိုင်းမျိုးကိုရောက်ချိန်မှာပဲတိုက်လေရင်ပြစ်ချခံရတယ်ဆိုတဲ့သတင်းကိုစကောင်းဆောင်ကြုံရတာပါ။သူကအတိတ်နမိတ်ကိုယုံတယ်လေ။သူလက်နေမှာတေးကြတယ်လို့ ်စကိုင်းမြို့နယ်လူငယ်တူကဆိုပါတယ်မနေ့ကစကောင်စီလေတက်ရဲ့ဇက်တိုက်လေရင်ကိုဗမာပြည်ကွန်မြူနတီပါတီရဲ့တက်ဖြစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတက်မတော် PLA အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတက်တွေဖြစ်တဲ့ရင်းမပင်ခရိုင်ပါကဖာရင်းမပင် မြို့နယ်ပါကဖာလက်ယုံတက်ဖြစ်တဲ့ ULF တို့ကပြစ်ချခဲ့တာလို့အတိအသင့်ထုတ်ပြန်ထားကြပါတယ်စကောင်စီဘက်ကတော့တိုက်လေရင်ဟာဒေးချင်းပြတ်တန်းချင်းရုတ်တရက်ဆက်ချုပ်ရင်းပြီးမြေပြင်ပေါ်ပြတ်ကြကမီးလောင်ပျက်စီးသွားတာလို့ကြေညာထားပါတယ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကိုခုခံတော်လှန်နေတဲ့တော်လှန်ရေးတပ်တွေကပြစ်ချခဲ့တဲ့တိုက်လေရင်နဲ့ရဟတ်ရင်စုစုပေါင်းအ ਨੇ စုံဆက်နက်စီရှိပြီဖြစ်ပါတယ်။ဒါတော့နော်ဂျပန်မင်းအောင်လိုင်ကဒီလာတဲ့အချိန်မှာလေပြစ်ချလိုက်တဲ့တင်းလေးကြရောရေးကြီးတော့ပြန်သွားတဲ့တင်းလေးဖြစ်ပါတယ်နော်။အဲ့တော့ဒါမင်းအောင်လိုင်စီလာတဲ့လေးမှာပြည့်ရမှာနောက်ကြရင်တော့ ကဲထိုင်းမြန်မာနယ်စပ်ကဂျမ်ဘတ်စစ်ကောင်စီစခန်းဂျမ်ဘတ်စစ်သားတွေစခါတွေပေါ့နော်ထိုင်းဘက်ကိုထွက်ပြေးပြန်ပြီဆိုပြီးပေါ့နော်သတင်းတွေပြောထားတဲ့ကိုစီးရဲဟာလေတော့ကြည့်လောက်နော်ထိုင်းမြန်မာနယ်စပ်က body စခန်းဆိုတာအားလုံးကြားမှုမှာပါမတိတဲ့လူတွေတိမမဟုတ်အခု body စခန်းကိုစစ်ကောင်စီတပ်ကဝင်တိုက်တဲ့အတွက်စစ်ခွဲတွေထိုင်းမဲ့ချောင်းကိုထွက်ပြေးရဆိုတဲ့သတင်းလေးကိုကျွန်တော်ပြောပြပါမယ်နော်နော်အခုလက်ရှိထိုင်းနယ်စပ်ကနေနော်လက်နက်နဲ့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနှစ်ယောက်ကိုလေကျွန်တော် interview ထားတဲ့ video file ကိုရှိပါတယ် နယ်မြေအထိဆင်းဝါးပြီးတော့အဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့ကျွန်တော်တပ်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့เนาะစစ်စင်ရေးမှုကိုတိုင်ပါဝင်ပြီးတော့ကျွန်တော်တို့ဗီဒီယိုအင်တာဗျူးထားတဲ့ဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ချပြပါမယ်လောလောဆယ်ကျွန်တော်တို့မအားသေးတဲ့အတွက်ပါအဲ့တော့လက်ရှိစစ်ကောင်စီဟာဘယ်အနေအထားဖြစ်နေပြီလဲထိုင်းနယ်စပ်မှာရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေကရှိတဲ့စစ်သားတွေကဘယ်လိုဖြစ်နေလဲဆိုတော့အဲ့ဒီဗီဒီယိုဖိုင်မှာတွေ့ရမယ်မြေပြင်မှာလည်းကျွန်တော်ရှိနေပါတယ်ဘာတွေကိုကြားမလဲဆိုတာကိုကျွန်တော်ဗီဒီယိုဖိုင်ကြီးမှာစက်ကြည့်ပါ ကျွန်တော်အရတာရှိရှိနဲ့အေးစနေတဖိုင်ချင်းတဖိုင်ချင်းတင်ပေးမယ်။ဘာဖြစ်လို့လဲ။မြေမျိုးကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ထင်မှတ်မထားလောက်တဲ့အထိဒါကျွန်တော်တို့ဆိုရင်ထောက်ဖို့တွေဖြစ်တဲ့အတွက်တိုင်အင်းတက်ဖို့တွေအများဆုံးနှိမ့်ဆက်မှုရှိတယ်နော်။ဒါပေမဲ့မြေမျိုးစင်းသွားတဲ့အချိန်မှာကျွန်တော်တို့ပြည်သူလူထုတိထားတာထက်ကိုတော်လန်ရေးဟာရှေ့ကိုပိုရောက်နေတယ်။ပိုပြီးတော့အင်အားဖြစ်နေတယ်။အားစရနော်။ခိုင်မှပြောနိုင်။ပြချင်းတယ်။ပြချင်းတယ်။အကောင်းပြောတာပြချင်းတယ်။တကယ်ပြချင်းတာနော်။ နော်ကျွန်တော်တို့တွေဆဲခဲ့တဲ့ဒူတွေတောင်မှဘာလုပ်နေလဲဆိုတာကိုမျက်မြင်တွေ့ရတယ်နော်အဲ့တော့လုံနေတာဗျာတကယ်စနစ်ကျတယ်ဘယ်လောက်ဒီစနစ်ကျလဲကျွန်တော်ပြောလိုက် standard army standard army ဆိုတဲ့ဇကားဟာမကြခင်ကျုပ်တို့ပိုင်ဆိုင်ရလေဟွန်းဂျိနေနော်သူတို့ပြောတယ်အဲနိုင်ငံကတန်းဝင်တဲ့ standard army ကြီးပါသူတို့စစ်တပ်ကဟုတ်တယ်မလားပြောခဲ့တယ်မလားအခုလက်ရှိစစ်တပ်ကဖွဲ့စည်းပုံစစ်တပ်ကရက်တီမှုစစ်တပ်က ပိုင်ပွဲဖော်ဆောင်နေမှုနော်တိုက်ပွဲဘလို့ပုံစံရင်ဆိုင်လဲဘလို့ပုံစံရက်တည်နေတယ်ဖွဲ့စည်းပုံဘလို့ရှိတယ်အဲ့ဒါတွေအားလုံးက standard army ဖြစ်နိုင်နေတာမဖြစ်တော့တေးကြတယ်နော်အေးဒါပေမဲ့ကျွန်တော်တို့ဘက်မှာ standard army ဖြစ်အောင်လုပ်နေတယ်ရက်တည်နေတယ်ဒီဟာစွဲနေတယ်လုပ်နေတယ်အများကြီးနော်ဘာဖြစ်တော့လက်နဲ့တက်ဆင်ထားတဲ့လူအုပ်ကြီးမဟုတ်တော့ဘူးပြကျုပ်တို့ကတကယ်ကိုစနစ်တကျလက်ကျင့်တိဆောက်ဖွဲ့စည်းထားတဲ့ standard army ဖြစ်နေတယ် နော်ပြည်သူတနေ့မြင်လားလေဒါကြောင့်မို့လို့တော်လိုင်းနဲ့ပတ်သက်လို့ကျွန်တော်မအားတဲ့ကြားမြေပြင်ဆင်းတာပါနော်အဲ့လိုဆင်းလိုက်တဲ့အတွက်လဲတော်တော်ကိုအင်အားတွေဖြစ်စီကျွန်တော်ကိုယ်တိုင်နဲ့အင်အားဖြစ်တယ်ကျွန်တော်ကိုယ်တိုင်အင်အားဖြစ်မဲ့တဲ့အတွက်ကျွန်တော်တို့မှာပါဝင်ထည့်ဝင်နေရတဲ့အခု Union Plaza ခေါင်းဆောင်အောက်ကနေထည့်နေကြတဲ့မြို့ပြည်သူတွေပြီးလို့ရှိရင်တလ200ပုံမှန်ထည့်နေကြတဲ့ PST မှာပါဝင်နေကြတဲ့သူတွေအားလုံးဟာအားရကျင်းနေလိမ့်မယ်လို့ယုံကြည်တယ်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာကျွန်တော်ချပြပါမယ် နော်အခုကြီးသမွေးချမ်းလဲဘာတွေချပြမလဲဆိုတော့နံပါတ်1ကျွန်တော်လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်နေနော်လက်နက်နဲ့အလင်းဝင်လာတဲ့လူတွေကိုကျွန်တော်တို့ကခဏထိမ့်ထိမ့်ဆောက်ရှောက်ထားတယ်อืมနော်အဲ့ဒီချုပ်ထောင်မှာပေါ့နော်အဲ့ဒီထောင်မှာပြီးလို့ရှိရင်လက်နက်ချတဲ့လူတွေရှင်းပြရင်ကျွန်တော်တော်လိုင်းအင်အားစုဘက်ကထားတဲ့ထောင်ကိုကျွန်တော်ရောက်ခဲ့တယ်ချုပ်ထောင်ဒါပေမဲ့ချုပ်ထောင်မှာကျွန်တော်ကိုပြတ်တင်ပြတ်ထိုက်တော့သူတို့လက်ပြတယ်ဟိုလက်ရှိအတွင်းပိုင်းကိုတော့ကျွန်တော်တို့လှုပ်ဝက်ကန့်နှံ့ထားတယ် နော်တချို့တွေဆိုရင်ဒါထောင်ထီထောင်တွားခွင့်မရှိဘူးဘယ်သူမှအဲ့ဒီဒါတော့ရဲဘော်တွေတောင်မှခွင့်ပြုချက်မရှိဘဲနဲ့မတွားလာတဲ့နေရာတွေကိုကျွန်တော်ကိုယ်တိုင်ရောက်ခဲ့ပါတယ်။နော်တချို့တွေရဲဘော်တွေဆိုနောက်တစ်ခုညီလေးရဲဘလူးရဲဘလူးစစ်စခန်းကိုကျွန်တော်ရောက်ခဲ့တယ်။တကယ်စီကန်းရှိစွာနဲ့တန့်ရတန့်ရှင်းပြီးတော့အာတကယ်နေရာကိုကျွန်တော်ရောက်ခဲ့တယ်။ရဲဘလူးစခန်းမှာတော့ကျွန်တော်မှတ်တမ်းဗီဒီယိုမရိုက်ထားဘူးပြီးလို့ရှိရင်ရဲဘလူးနဲ့ကျွန်တော်တို့အမှရဲဘလူးကကျွန်တော်တို့ကိုမနက်စာထမင်းတွေးတယ်။အမှမနက်စာထမင်းစားခဲ့တယ်။ ပြီးလို့ရှိရင်ကျွန်တော်တို့တင်နှန်းချောင်းနေလေရောက်ခဲ့တယ်နော်တင်နှန်းချောင်းတော့ကျွန်တော်ချပြလို့မရဘူး sorry မပြဘူးသိလားနော်ပြီးလို့ရှိရင်ကျွန်တော်အဲအဲ့ဒီအဲ့ဒီကိုရောက်ခဲ့တယ်ဗျာအဲ့ဒါအဲ့ဒါကြီးတွေ့တယ်ဗျာသိလားနော်ပြကြည့်နေဗျာတကယ်ပြောတာအကောင်းပြောတာအများကြီးပဲရောက်ခဲ့ပါလေကျွန်တော်ကိုယ်တိုင်နဲ့မြင်းချတယ်မူစီဝတ်တုံးတယ်ပြီးရင် KTV တွားတယ်အဲ့ဒီဘုံမူက နော်အဲ့ဒီစကန်ထွက်ပြေးလာတဲ့ကောင်အခုတော့သူကမူစေဝါကိုပြတ်သွားတဲ့အတွက်ရောက်ခါသာကြောင်တော်ဖြစ်နေအခုတော့နည်းနည်းမှန်သွားပြီအသားကြီးဆူဆူပြပြဖြစ်သွားပြီနေရဆိုင်ရတာခုနကပြောသလိုပေါ့အဲအဲ့ဒီစစ်ကောင်စီတရတိယောက်ရှိတယ်နောက်အဲနှစ်ယောက်နောက်ထပ်နှစ်ယောက်ကအဲ့ဖောင်ချုပ်ဆောင်မှာကျွန်တော်ဗီဒီယိုဖိုင်နှစ်ဖိုင်ရိုက်လာတယ်တဖိုင်ကအဲ့ဒီနေ့တိုင်းမူစေဝါပေးကြွေးကန်ထီးတဲ့စစ်ကောင်စီတပ်သားတစ်ယောက်နဲ့တီးတဲ့တဖိုင်ပြီးလို့ရှိရင်စစ်ကောင်စီတပ်သားနှစ်ယောက်သူတို့ကတော့ဘကိုးရတာမတည်ဘူးအဲ့ဗီဒီယိုဖိုင်ထဲမှာပါလိမ့်မယ် ဲစစ်မှုထမ်းဥပဒေနဲ့ပါဝါတာအခုတော့လက်ရှိတော်လိုင်းဘက်ကိုညှိပြီးတော့အဲပြေးလာတာအဲအဲ့ဒီဟာလေကဲဒါတော့နော်ကိုစီဒီတကယ်စစ်ပြည်ပြည်ကိုတွားပြီးမှာပေါ့နော်ခုနေ့ကသူရှိခါတွေတော့ပို့ရင်းနဲ့ရောက်သွားတဲ့ အကြောင်းလေးတွေပြောတာဖြစ်ပါတယ်နော်။အမသူအားရစရာမြင်ကွင်းတွေမြင်တွေ့ရတယ်လို့ပြောတယ်ပေါ့နော်။အဲတော့ဒီ PDF တက်ရင်နေပတ်သက်ရင်လည်းတော်တော်လေးကိုစစ်စစ်တကြတွေ့ရတဲ့အတွက်တော်တော်လေးကိုဝမ်းသာနေတဲ့အနေအထားမှာရှိပါတယ်နော်။အဲတော့ကိုစီပြောသလိုပဲထင်တာထက်ပိုပြီးတော့တော်လန်ရဲ့ရှေ့ကိုရောက်နေလို့ပြောတဲ့ခါမှာတော်တော်လေးကိုခေါင်းရရတာဖြစ်ပါတယ်။အခုဆိုရင်မြေပြင်မှာလည်းဒီအောင်ဝဲတွေအများကြီးရရှိထားတာဖြစ်တဲ့အတွက်ပေါ့နော်။ဒီအားလုံးရဲ့ရည်မှန်းချက်ပါနော်။ UNG ရဲ့ဒီဒီအထွေထွေထိုးစစ်ကြီးဆိုတဲ့ဟာတွေကမကြခင်မှာ ပြီးလုံးချစ်ပေါ်လာပြီးတော့အချမ်းဖက်မင်းအောင်လိုင်းကပြုတ်ကိုပြုတ်မှသိကြနေပါပြီနော်ဟုတ်ကဲ့ဒီဘက်တစ်ပိုင်းအတွက်သတင်းတင်ဆက်မှုဗီဒီယိုလေးကဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြတဲ့မိဘပြည်သူရောက်ဆန်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချသာခြင်းကိုကြီးချမ်းချင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလုံးသမ ्या ဆောင်သမ ्या အရာအားလုံးမှာအောင်မြင်ကြပါစေတွားလျာမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ